ချစ်ရတဲ့ BB Family မိသားစုရဲ့အားလုံးပဲမင်္ဂလာမနက်ခင်းလေးပါခင်ဗျာကျွန်တော်ရဲ့ Big Boss Reaction Channel နဲ့ကြိုဆိုလိုက်ပါရစေဒီနေ့ကတော့2025ခုနှစ်မေလ10ရက်နေ့ရဲ့မနက်ပိုင်းသတင်းတွေကိုကျွန်တော်နဲ့အတူတောင်းပြီးမှကြည့်ကြမှာဖြစ်ပါတယ်နော်โอเคမနေ့ကတော့အားလုံးသိတဲ့အတိုင်းပဲစကန်သိန်းနဲ့စကန်သိန်းသတင်းပေါင်းမြောက်ဆိုကျွန်တော်ကြားခဲ့ရတယ်ဗောနော်တကယ်လဲဝမ်းသာစရာကောင်းတဲ့အပြင်တကယ်ပဲနှစ်ပေါင်း20ကြော်တိုင်းအောင်ပါနော်ပသိန်းနိုင်ခဲ့တဲ့စခန်းတွေပါတိန်းနိုင်ရတဲ့အနေအထားတွေကိုကျွန်တော်တို့တောင်ပိုင်းထဲမှာတွေ့ခဲ့ရဖြစ်ပါတယ်နော်အဲ့တော့ KNU နဲ့အတူဒီ အဲဒီတာဝန်မှာရှိတယ်ပေါ့နော်တက်မှာခုနှစ်ခုလုံးကအခုချိန်မှာလှုပ်ရှားလာတဲ့အနေအထားတွေဖြစ်ပါတယ်နော်ဟုတ်ကဲ့ဒီနေ့မှာလည်းသတင်းကောင်းလေးရှိတာဖြစ်ပါတယ်အရင်ဆုံးကျွန်တော်လိုရီတူရှင်သတင်းဖတ်ပြပြပါမယ်နော်ဘမသတင်းတပုတ်ကတော့ဗုတ်ပြင်းမြို့နယ်တွင်စစ်ရင်တန်းကိုကြားဖြတ်တိုက်ခိုက်မှုတစ်ချက်တဦးသေဆုံးပြီး3-8တိုင်ရင်မှာတိုင်ရင်မှုအပေါင်းစစ်သား20ဦးထိခိုက်ဒဏ်ရာရသွားတယ်ဆိုတဲ့သတင်းကသတင်းကောင်းပဲဖြစ်ပါတယ်နော် နောက်ထပ်သတင်းတစ်ပုဒ်ကလည်းရခိုင်တပ်တော်အေးနဲ့အတူရခိုင်ပြည်နယ်အမ်းမြို့သိမ်းတိုက်ပွဲတွေတာဝန်ထမ်းဆောင်ခဲ့ကြသောစကိုင်းတိုင်းပကဖရဲဘော်များကိုဂုဏ်ပြုကျေးဇူးပွဲကျင်းပပေးခဲ့တယ်ဆိုတဲ့သတင်းမှဖြစ်ပါတယ်ရခိုင်ပြည်နယ်အမျိုးသိန်းတိုက်ပွဲတွင်ပါဝင်ကူညီတိုက်ခိုက်ပေးခဲ့သည့်စကိုင်းတိုင်းပကဖမှတိုက်ပွဲဝင်အောင်ပွဲရရဲဘော်များကိုစကိုင်းတိုင်းပကဖကဂုံပြုစုငွေများပေးရချင်းမြင်ခဲ့ပြီးကြာအစိုးရဘော်များ၏မိသားစုများကိုထောက်ပံ့ခြင်းများပေးရ၍ရဲဘော်များကဂုံပြုဦးညွတ်အလေးပြုခဲ့ကြကြောင်းသိရှိရပါသည်တဲ့အဲ့တော့ကျွန်တော်တို့ဒီမှာကြည့်တယ်ဆိုရင်တော့ ဒီအမျိုးသိမ်းတိုက်ပွဲမှာဒီကျွန်တော် UNG ရဲ့တည်ရင်းနေပေါ့နော်ပါကဖားတွေပါဝင်နေဆိုတော့တွေ့ရတယ်ဖြစ်တယ်ပေါ့နော် UNG နဲ့ AA ရဲ့ပေါ်မှုဘယ်လောက်ထိအောင်ရှိနေပြီလဲဆိုတော့ကိုကျွန်တော်မြင်တွေ့ရမှာဖြစ်ပါတယ်နော်အဲ့ဒီတော့ခဏနေကြရင်လေဒီဒီ Y ရင်လို့ဒီနိုင်ငံရေးသုံးသက်တဲ့သူတွေကလည်းပေါ့နော် A နဲ့ UNG နဲ့ပူးပေါင်းသွားတဲ့ဆိုရင်ဘယ်လောက်ထိတောင်မှာပေါ့နော်တော်လိုင်းအတွက်အကျိုးဖြစ်ထွန်းလဲဆိုတော့ကိုသုံးသက်ထားတဲ့ဟာလေးကျွန်တော်နားထောင်မှာဖြစ်ပါတယ်နော် ကဲပထမအဆုံးကတော့ကျွန်တော်တို့နော်ကြုံကူးတိုက်နေမှာလေကြွေရအုပ်ချုပ်ရေးမှုတူဦးဓာတ်ကုတ်ခံရတဲ့တရင်လေးကျွန်တော်နားထောင်ကြည့်လာအောင်နော်အေအန်ရီတိုင်းငပူရောမြို့နယ်ကြုံကူးတိုက်နယ်ရေရင်းကုန်းကြွေရအုပ်ချုပ်ရေးမှုဟာမေလ6ရက်နေ့ကဓာတ်ကုတ်ခံရပြီးသိဆုံးခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗျ။အုပ်ချုပ်ရေးမှုဦးတင်ဝေဟာနေအိမ်မှာရှိနေချိန်ည7:00နာရီခန့်မှာလူတစုက လာရောက်ပြီးဓာတ်နဲ့ခုတ်ခဲတာကြောင့်ရရှိတဲ့ဒဏ်ရာတွေနဲ့ကြုံကူးဆေးရုံကနေပသိမ်ဆေးရုံကိုပို့ဆောင်စဉ်သိဆုံးသွားခြင်းဖြစ်ပါတယ်။ ပြည်သူစစ်မှုရန်ကိစ္စမှာသူကတော်တော်ဆိုးဆိုးတွေလောက်တာကြောင့်မကျေနပ်သူတွေများနေတာခုထိတော့တရားခံမမိသေးဘူးလို့ဒေသခံတူက ARD Times ကိုပြောပါရယ်တေဆုံးသွားတဲ့အုပ်ချုပ်ရေးမှုဦးတင်ဝေဟာကျေးရွာအတွင်းစစ်မှုရန်ထောက်ပံ့ကြေးတွေတောင်းခံတာလူငယ်တွေကိုစစ်တင်နှန်းတွေကိုအတင်းအဓမ္မဆေလွတ်တာတွေဇက်တိုက်ပြုလုပ်နေသူဖြစ်တယ်လို့ဒေသခံတွေရဲ့ပြောကြားချက်အရသိရပါရယ်လက်ရှိမှာစစ်ကောင်စီတပ်နဲ့ရဲတွေကဒေသခံချို့ကိုခေါ်ယူစစ်ဆေးမှုတွေပြုလုပ်နေပါရယ် ပြီးခဲ့တဲ့ဧပြီလအတွင်းကလည်း ARD တိုင်းကြုံမျော်မြို့နယ်ညောင်မင်းကွင်းချင်းရွာအုပ်ချုပ်ရေးမှုဦးလန်ကျိုင်တနက်နဲ့ပြစ်ခတ်ခံရကတေဆုံးခဲ့ပြီးဟင်္ဒရာမြို့နယ်တနုံတနော့ချင်းရွာအုပ်ချုပ်ရေးမှုဦးမောင်ဖြူလည်းဓာခုတ်ခံရပြီးတေဆုံးခဲ့ပါတယ်။အုပ်ချုပ်ရေးမှုတွေကဓာနဲ့ပိုက်ခံနေရတဲ့နေရာပါနော်။အဲ့တော့ဓာနဲ့ခုတ်တယ်ဆိုကြတဲ့ဓာပီသူကလောက်တယ်နော်။လောကတေချာပေါ့။အဲ့တော့ပြည်သူတွေလုံးဝမခံနိုင်တော့လို့ပေါ့နော်။အခုဆိုအုပ်ကြီးတွေဘွားတော့မတွေးစရာပဲနော်။ဟိုဓာစီနဲ့မီးရှို့ပြီးတော့တက်ခံရလိုက်ဓာနဲ့ခုတ်ခံရလိုက်တော့တော်တော်လေးကို သူတို့ဝစ်လည်နေတဲ့အနေအထားဖြစ်ပါတယ်နော်ခေခုကျုံနားထောင်မှာတော့အခု UNG နဲ့ AA နဲ့ပူးပေါင်းလိုက်တယ်ဆိုရင်ဖြင့်ဒီဒေါ်လာရေးအတွက်နော်ဘလောက်ထိကောင်းမွန်တဲ့ရလဒ်တွေရလာမလဲဆိုတော့သုံးသပ်ပေးထားတဲ့ဒီသတင်းနားထောင်ကြည့်လောက်နော်ခုရဲ့ပိုင်းအတွင်းမှာတော့သူကထူးထူးခြားခြားကျွန်တော်တို့စည်ရည်ရနော်အာတွန်ကျူပန်းတိဆောက်လာတဲ့ကိစ္စမိုးပြဲခွင်ကိုသူကအင်းနဲ့အားနဲ့ဝင်ရောက်ဖို့အတွက်နော်ဒီ အိုးဘီဒုစီအင်အားနဲ့ပေါင်းပြီးတော့မိုးပြဲခွင်ကိုရှိနေအောင်သူကကျိုးပန်းတာတောင်ပိုင်းစစ်မြေနာအတွက်သူကအဓိကထားပြီးကျိုးပန်းလိမ့်မယ်လို့ယူဆတယ်။ဘာကြောင့်လဲဆိုတော့မိုးပြဲဖဲ့ခုဝင်မှုသူအသာစီးရသွားပြီဆိုလို့ရှိရင်ပြင်မနာကိုကျွန်တော်တို့အရှိတ်ပဲချမ်းကနေပြီးတော့နော်ကျွန်တော်တို့နေပြီးတော့ဝင်ရောက်နိုင်တဲ့လမ်းကြောင်းကိုသူကဓာတ်စီပြီးသားဖြစ်မှာ။အဲ့တော့အဲ့နေရာမှာခရီးကမိုးပြဲပဲ။မိုးပြဲကနေပြီးတော့ကျွန်တော်တို့နော်အနောက်ဘက်တော်လိုက်ရင် ပေါင်းလောင်းပေါင်းလောင်းကြော်လိုက်လို့ရှင်ကျွန်တော်တို့ပြင်မနာကွန်နယ်ကိုရောက်နေပြည်တော်ကိုချင်းချောင်းနိုင်နေအဲ့ဒီအင်အားအဲ့ဒီလမ်းကြောင်းကျွန်တော်တို့ထောင်ပြူးသွားမှာကိုဒီအောင်သိဆိုရင်ဒါကြောင့်အဲ့ဒါကိုအဓိကထားပြီးတိုက်ဒါပေမဲ့တစ်ချိန်တည်းမှာကျွန်တော်တို့တနင်္လာရီတိုင်းကနော်ပြည်သူကျွန်တော်တို့ရဲဘော်တွေရဲ့နော်အဲလှုပ်ရှားမှုကနေစပြီးတော့ခုကျွန်တော်တို့ကရင်ပြည်နယ်မွန်ပြည်နယ်နော်ကရင်ပြည်နယ်မှာရှိနေတဲ့နော်ကျွန်တော်တို့ KNU နဲ့နော် ကျွန်တော်တို့ KNDO နော်အဖွဲ့အစည်းတည်တည်ကလည်းနော်ကျွန်တော်တို့အခုဆိုလို့ချင်းစစ်တောင်းမြက်အနောက်ဘက်ခြမ်းတိုက်ပွဲကိုသူတို့ဆင်နွှဲနေတယ်အဲ့ဒီအစ်စ်ပွဲအရှိန်ဟုန်ရလာတဲ့နေ့မြနော်ကျွန်တော်တို့ရန်ကုန်ကိုကျွန်တော်တို့ချင်းချောင်းနေတဲ့အနေအထားတွေတိုးတက်ရရှိလာနောက်တစ်ခုကတော့ကျွန်တော်တို့အကိုရိုးမရဲ့နော်အရှိအနောက်ကာလန်ရထားလန်းတွေကိုနော်ကျွန်တော်တို့ဖြတ်တောက်ပြင်နိုင်ဖို့အတွက်အဲ့ဒီက PDF တွေလှုပ်ရှားမှုပါလေ တော်တော်လေးရေးပါလာနေအနေထားရှိပါတယ်။အဲလိုပပေါင်းစုံဝန်တာကျွန်တော်တို့ညင်ညင်ညွတ်ညွတ်နဲ့ကျွန်တော်တို့ဝိုင်းဝန်းပြီးတော့ကျွန်တော်တို့တွန်းဆောင်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်ထင်တယ်နောက်တစ်ချိန်ကျွန်တော်တို့ဟိုတရုတ်ရဲ့ပါဝင်ဆက်ဖွဲ့မှုနဲ့နောက်တစ်ချိန်တရုတ်ကခေါ်တဲ့ဦးစီးတဲ့အစည်းအဝေးတောင်တက်စရာလိုတော့မယ်လို့မထင်တဲ့အကြောင်းကျွန်တော်တော့ကျွန်တော်အမြင်ပြောပါတယ်။ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ဒါအီအိုအနေနဲ့ဆက်စပ်ပြီးပြောတာပေါ့နော်။အခုကမနေ့ကပဲကျွန်တော် PDF 5ရက်ပေါ့နော်မေ5ရက် PDF လေးနှစ်ပြီပေါ့ဗျာ။ ့ PDF တွေရဲ့အရင်မှလည်းကျွန်တော်ပြောပါတယ်အများကြီးတုတ်တက်လာတယ်ကျွန်တော်တို့ယောက်ျားစေးကနေပြီးတော့ချိန်မွေးတွေရောက်လာတယ်ဆိုအခုလေးနှစ်ပြီးမှဘယ်လိုများမြင်လဲဆရာဘယ်လိုများတုတ်တက်လာလဲဒီရက်လေးနှစ်လောက်ရှိလာပြီ နောက်တစ်ခုကอืมနိုင်ငံတကာပြည်ပရောက်မြေကိုရီးယားပေးတဲ့နော်ဒိတ်နဲ့တန်းနဲ့ကြည့်တဲ့ငွေတွေဒေါ်လာတွေစီးဝင်နေနောက်ပြီးတော့တိုင်းနာလက်နက်ကိုင်အဖွဲ့စီတီရဲ့လစ်တင်မှုနဲ့လက်နက်တပ်ဆင်မှုတွေခံယူထားတယ်အဲ့ဒီအောက်မှာ အခုကဘာပဲဖြစ်ဖြစ်အညာဒေသမှာအခုဒီအခုဒီနေ့ပိုင်းအတွင်းမှာအရေးကြီးတဲ့ချိန်မုံရေးစစ်ပွဲသုံးပွဲလောက်ကျွန်တော်တို့တွေ့လိုက်ရပါတယ်နော်အဲ့ဒီကနေပြီးတော့ကျွန်တော်တို့သုံးသပ်လိုက်တယ်နှွေးဦးတော်လိုင်းရင်းနဲ့ပတ်သက်ပြီးတော့ဆက်ထုံးကတစ်ခုပဲရှိတယ်တိုင်းနာလက်နက်ကိုင်ရဟန်းစုတွေနဲ့ NUG နဲ့ပေါင်းစပ်နေအဲ့ဒါကိုထပ်ပြီးတော့အသေးစိတ်ပြောကြမယ်ဆိုလို့ရှိရင် ် NUG เนี่ยကျွန်တော်တို့ AA အကြားထဲမှာလက်ဆွဲနှုတ်ဆက်ပြီးတော့เนาะပခုံးချင်းဖက်ပြီးတော့ကျွန်တော်တို့တိုက်ပွဲဝင်နိုင်တဲ့မျက်နှာစာမျိုးကျွန်တော်တို့တိစောက်နိုင်မယ်ဆိုရင်နယူးဒေါ်လာရ2025ခုနှစ်မကုန်ခင်အောင်ပွဲခံလိမ့်မယ်ဆိုရဲကျွန်တော်ဟောကင်ရှိပါတယ်အဲ့တော့အဲ့ဒီအချိန်ကြီးဖြစ်ဖို့အတွက်ဝိုင်းဝန်းကြိုးပမ်းကြဖို့လူမဲလို့ကျွန်တော်ဒီနေ့ဒီလောက်ပဲပြောသက်ဆွနိုင်ပြောခဲ့တယ်လို့ပဲပေါ့နော် AA နဲ့ AUG နဲ့ပူးပေါင်းနေတဲ့အနေအထားမှာတွေ့ခဲ့ရပါပြီเนาะခုနကကြည့်တဲ့ တင်းထဲမှာဆိုလဲပါခဲ့ပြီပေါ့နော်အဲ့တော့မကြခင်ကတော့အောင်ပွဲကြီးကြီးမားမားတွေရရှိတော့မယ့်အနေအထားမှာရှိနေပါပြီနော်ကဲတစ်ဖက်မှာလဲပေါ့နော်ဇော်ဘွင်းကအခုဆိုရင်သူ့ကိုအခုတရားဆွဲတဲ့လူတွေကရန်ကုန်မှာတရားဆွဲတာသူယူတိုင်းမဟုတ်ဘဲနဲ့သူ့ကိုပေါ့နော်အပြောက်ရှင်းဖို့ကြံထားတယ်ဆိုတော့ကိုသတင်းရထားတယ်တူပါတယ်နော်အဲ့တော့သူပြောထားတယ်တစ်ချက်နားလောက်ကြည့်လာနော်ဘောမာတွေရက်ကလည်းဒီခါလေးကျရင်ရေးရတယ်နေရှိလေဗျရန်ကုန်ကဘာနေရှိလဲဆိုတော့သူတို့ကဒီ60ကြောက်ကကြီးဆိုတာကဘာမှမဖြစ်ဘူး တကယ်တမ်းကျရင် ကျွန်တော်တို့အကုန်လေ့လာပြီးပြီအမမန်ကျွန်တော်ရန်ကုန်ရောက်အောင်ခေါ်တာပြီးရင်ကျွန်တော်ရန်ကုန်မှာလူမိုက်တွေနဲ့တတ်ခိုင်းမယ်လှုပ်ကြံခိုင်းမယ်တေကျွန်တော်တေသွားရင်ဘာလို့မှလှုပ်လို့မရတော့ဘူးလေကျွန်တော်တေသွားမှာတေသွားပြီးတော့တရားဥပဒေရပဲအဲလိုက်တက်တဲ့သူတို့အမှုလိုက်ရှာမယ်ပြုမယ်ဒါပဲအဓိကကျွန်တော်တေတွင်တဲ့ကိုတေဖို့အတွက်ကိုသူတို့တရားစွဲတာသူတို့ကတရားစွဲတဲ့အမှုကိုခင်ဗျားတို့ကြည့်လိုက် အဲ့ဒီအမှုကြောင့်မဟုတ်ဘူးရန်ကုန်ရောက်ခေါ်လာတို့ကอืมရန်ကုန်ရောက်ခေါ်ပြီးတော့ကျွန်တော်ကိုယုံကျင်းနေဒီကောင်ဘယ်လိုသွားမယ်ဘယ်လိုလာမယ်စောင့်ကြည့်ပြီးတော့ကျွန်တော်ကိုပြပြမှာတူဒီတပတ်ပေါ့နော်အကြံပတ် UG တွေနဲ့ကျွန်တော်ကိုတက်ခိုင်းမှာတို့ကအဲ့ဒါတို့ရဲ့အကျင့်ပဲနော်တို့တက်ခိုင်းမှာကျွန်တော်ကိုအကောင်ဘယ်မှာအိတ်တယ်ဘယ်မှာနေလဲလိုက်စောင့်ကြည့်ရနဲ့အဲကျွန်တော်တရားဝင်သွားမယ်ဘာကြဘယ်နေဘယ်နေဆိုအကောင်ဘယ်လန်းဆောင် တက်လိုက်တော့ဆိုပြီးတော့ကျွန်တော်တက်ခိုင်းမှာသူပဲလေးရီရှိခဲ့တာလေနော်သူပဲအကြွားတွေကြွားခဲ့တာလာခဲ့ဘာညာကိကွာပေါ့နော်အခုသူ့ရန်ကုန်ခေါ်တော့တော်တော်လေးကြောက်နေလို့ရှိပါတယ်နော်အဲ့ဒါပဲအဲ့ဒီကောင်မတွေမယိုးသားဘူးအဲ့ဒီကောင်မရဲ့နောက်မှာရှိနေကောင်တွေလည်းမယိုးသားဘူးဒါကျွန်တော်တဲ့တဲ့ပြောတာနော်တဲ့ပြောတာနော်ဘယ်သူမှကျွန်တော်လုံခြုံရေးပေးနိုင်ဘူးလေတရားစွဲလို့လာရှင်းဆိုပြီးတော့ကျွန်တော်ရှင်းခိုင်းပါလေ အဲ့ဒီကျွန်တော်တရားဆွဲတဲ့သူကဂျိုးသားလားလို့ကျွန်တော်ဒီတရားဆွဲမှုအပေါ်မှာကျွန်တော်ကြည်ကျင်နဲ့နဲ့လက်ခံလေနေပြီးတော့မှနေပြီးတော့မှတရားရုံးမရှိဘူးလားနေပြီးတော့တရားရုံးကတခုခုမှဆွဲလိုက်နော်တရားတကယ်လို့တောင်းတကုံကလည်းရဲစခန်းမှုတွေရောစခန်းတွေရောပြောလိုက်မယ်ကိုတော်ဘုန်းကြီးရဲ့အတတ်အနေကဆိုရင်ရတယ်ပြောလိုက်နော်ပြောလိုက်ပြီးတော့နေပြီးတော့မှပဲအဲ့တရားရုံးကိုဆိုတာဖြစ်လိုက်ပါ ိုက်တရားကိုပြောင်းရွှေ့ပြီးတော့အဲ့မှာမှသွားဆွဲလို့ပြောလိုက်ဟုတ်ပြီလားတရားရုံးမဲ့လေဘယ်မှာနေနေတရားမျှတာလဲလေသိကြရနော်ရန်ကုန်သွားဖို့ကြောက်နေရတော့သိကြနေပြီအဲ့တော့ဒါကျွန်တော်လဲကျွန်တော်လဲရှင်းလို့ရတယ်လေနေပြီးတော့မှကျွန်တော်လဲလုံခြုံတဲ့နေရာရှိတာပေါ့အငြိမ်အောင်နေလိုက်အောင်မယ်ဆွဲတဲ့နေတိုင်းယုံကြည်နေတိုင်းတက်မှာပေါ့ဟုတ်တယ်မလားအခုကကျွန်တော်တို့တိုင်းချစ်ပြည်စီပုံကိုတယောက်ဘာသာသာသနာနဲ့တိုင်းပြည်လူမျိုးပေါ်မှာနော်တလောက်လှုပ်ပေးနေတဲ့လူတယောက်ကို ဒီ66ကကြီးဘာမှမဟုတ်ဘဲနဲ့ဆဲပါတယ်ဆိုတော့ပုံမှန်နဲ့ဆွဲပြီးတော့မှနော်ကျွန်တော်တက်ကွင်းထဲကိုဆွဲထည့်နေတာကျွန်တော်သိတယ်နော်အဲ့ကောင်မင်းလာအောင်ဆိုတဲ့ကောင်အဲ့ဒီကောင်ဘာလဲမင်းသားကြီးဆိုတဲ့ကောင်နော်ကျွန်တော်မင်းတေနေစီပြီလို့ဒီကောင်ပြောခဲ့တာနော်မင်းတေနေစီပြီအောင်ဇော်ဘုံကြီးဆိုတဲ့ကောင်အဲအဲ့ကောင်တွေကရန်ကုန်ကတော့တချို့တော့လူမိုက်တွေနဲ့ပေါင်းပြီးတော့မှကျွန်တော်အပီးကြံလို့လုပ်နေရဆိုတော့ကျွန်တော်သတင်းကြားပြီးသားနော် အခုအဲ့မင်းလောင်းအောင်ဆိုတဲ့မင်းသားကြီးဆိုတဲ့ကောင်နော်ကျွန်တော်တိန်နေစီပြီးတိန်နေစီပြီးဆိုတော့ဒီကောင်ဗဇက်ကတော်တော်ပြောထားတာဒါကြောင့်မလို့ကျွန်တော်အဲ့မှာတရားဆွဲတာတရားဆွဲပြီးတော့ကျွန်တော်ရဲ့လုံခြုံရေးကိုနော်ဘယ်သူမှမစောချောက်ပေးနိုင်ဘူးဆိုတာဒီကောင်တွေသိတယ်ဒီကောင်တွေကျွန်တော်ဘယ်သွားတယ်ဘယ်လာတယ်စောင့်ကြည့်ပြီးတော့မှနော်အဲ့ဒီရန်ကုန်ကကျွန်တော်ကလူမိုက်တယ်စောက်ကူမဆိုင်ဘူးလူမိုက်ဆိုတာနှာခါမတရားဘူးဒါပေမဲ့ကျွန်တော်ကိုတိတာတိတ်တဆိတ်မသိတဲ့အချိန်မှာဒီကောင်တွေက အတွေးတတ်တော့ကျွန်တော်တို့လောက်ကြံဖို့အတွက်ကိုဒီတရားကိုဆွဲတာဒီတရားဆွဲတယ်ဆိုတာကဒါကဘာမှမဟုတ်ဘူး၆၆ကကြီးဆိုတာဘာမှမဟုတ်ဘူးစိတ်တော့ရှင်ရှင်းလို့ရတယ်ဘယ်တော့ကြမှာအငွေတန်ပဲနော်ဘာမှမဟုတ်ဘူးနော်ကျွန်တော်ကအပြင်ထွက်တာနဲ့သူတို့တွေအကုန်လောက်ကြံမှာကျွန်တော်ဝိုင်းပြီးတော့ဒါပေမဲ့ကျွန်တော်ဘက်ကလူတွေအများကြီးရှိတယ်ကျွန်တော်တို့ဘက်ကလူတွေကြတော့အဲ့လိုပြန်ခံတတ်မှာမဟုတ်ဘူးသူတို့အဲ့ဒီအချိန်မှာလည်းကျွန်တော်ကိုတတ်မှာမဟုတ်ဘူး ီကောင်ဘယ်မှာနေလဲဘယ်လိုသွားလဲရန်ကုန်ဗျာကျွန်တော်ချက်ချင်းပြင်ဦးလို့ပြန်နိုင်ပါလားတရားရုံပြီးတော့မပြန်နိုင်ဘူးလေမပြန်နိုင်တော့ကျွန်တော်တော့ကနေပြီးတော့ share လို့လိုက်မှာပဲသူတို့ကလိုက်ခိုင်းမှာအဲကောင်ဘယ်မှာနေလဲအထွက်လာလာနဲ့ကျွန်တော်တတ်ဆိုပြီးတော့မှတတ်ခိုင်းမှာအဲ့မင်းသားကြီးဆိုတဲ့ကောင်ပဲနော်အဓိကအဲ့ကောင်ပဲနော်အဲ့ကောင်အဲ့ဒါကြောင့်မလို့ကျွန်တော်အိုက်ဆက်တဲ့အဲ့ကောင်လေဖျဲသီးတီအကုန်လုံးအဲ့ဒီနော်မိုးမိုးကိုင်းတို့အဲ့မင်းသားကြီးတို့ကျွန်တော်တော့ PDF ပြောသေးတာဗျာကျွန်တော်ဖျဲသီးပြောတာဘာမှမဆန်းပါဘူးနော် မစမ်းဘူးလေကျွန်တော်တော့ PDF လို့ပြောသေးရပဲအဲ့ဒီမင်းသားကြီးဆိုတဲ့ကောင်ကနော်ဒီကောင်အကုန်လှုပ်နေတာဒီကောင်နောက်ကနေခြေလဲနေတာနော်ဒီကောင်နောက်ကနေအကုန်ခြေလဲနေတာနော်ကျွန်တော်တော့တောင်းလို့ဘုံပြောရရောက်လာနဲ့အလူမတီနဲ့အသားလေးမတိမစီအောင်ဆောင်နေပြီးတော့ဘယ်သွားလဲဆိုတော့အတွင်းလူတယောက်ကိုပေါင်ခိုင်းနေရလောက်ပေါင်ခိုင်းငွေပေးပြီးတော့ပေါင်ခိုင်းပြီးတော့ကျွန်တော်တဲနေရတိရနဲ့အဲ့တော့ဇော်ဘွေးအသက်ခံလိုက်ရပြီဆိုပြီးတော့အဲဒါမျိုးလာမှာဒါမျိုးလာမှာနော်အဲ့ဒီတော့ ကဲဒါတော့ဇဝွေးဗီဒီယိုဖြစ်ပါတယ်နော်အဲ့တော့သူတို့ရဲ့ဒီခွေးချင်းကြိုက်တဲ့ပွဲကတော့လေးပြင်းထန်လာပြီပေါ့နော်အဲ့တော့ဒီဇဘောကအခုပြောလို့ပေါ့နော်တောင်းတကုံပါလားဒီတရားဆွဲခံတဲ့နေရာကိုသူသွားရဲဆိုရင်တော့တေချာပါအောင်နော်အလျှော့ခံမဲ့အနေထားမှာရှိနေပါပြီနော်တော်တော်လေးကြောက်နေတဲ့အနေထားမှာရှိပါတယ်အဲ့တော့ဘာဆက်ပြစ်မလားလဲကျွန်တော်တို့စောင့်ကြည့်ရပါပေါ့နော်ခွေးချင်းကြိုက်ပြီးတော့ဘယ်ခွေးတစ်ကောင်လုံးတေသွားရင်လဲကျွန်တော်တို့ဘက်ကတော့ easy ပဲပေါ့နော်ကဲတစ်ဖက်ပါလဲပေါ့နော်မနေ့ကချက်ဖက်စစ်ကောင်ဆောင်မင်းအောင်လိုင်ကဒီရုရှားမှာပေါ့နော် နေရာမရဘဲနဲ့ဟိုနောက်ဆုံးကုန်မှာထိုင်ရတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်မမင်းကဘာတွေပြောလဲတစ်ချက်တောင်ကြည့်အောင်နော်။နော်အဲ့ UNG media တွေကဘာလုပ်လဲဆိုတော့ဟိုတချို့ဆိုရေးတာပေါ့နော်။ဗျာဒိတ်တော်ရကျွတ်မင်းရဲ့ဂျောင်းတိုးခံရခြင်းဆိုရဲဂျောင်းတိုးချင်းခံရခြင်းဆိုတော့အဲ့ဘာလဲဆိုတော့ဘိုးချုပ်ကြီးပြောလိုက်ကဒီနန်းတော်ကရီမလင်နန်းမကရင်မလင်နန်းတော်ရှုပ်နေကရီမလင်နန်းတော်မာဒီမာမျိုးချက်အဝယ်နှိမ့်ဆက်ပြီးဘိုးချုပ်ကြီးပြောလိုက်တက်တယ်တက်တော့သူ့ကိုထိုင်ကုန်နေရာချတဲ့အခါမှာ ဒုတိယတန်းမှာဘုံသုံးကြီးမြောင်းလိုင်းကိုထားတယ်ပေါ့ဗျာအဲ့လိုမျိုးတော့နောက်ဆုံးတန်းမှာကျွန်တော်ပုံနဲ့ကြည့်တော့ဟုတ်တယ်ဘုံသုံးကြီးမြောင်းလိုင်းကဒုတိယနေရာမှာဒုတိယတန်းမှာရှိတယ်ပထမခုံတန်းမှာအထိတ်ဆုံးမှာရှီချင်းပင်လိုနေရာမျိုးထိုင်တယ်ဒုတိယခုံတန်းမှာဦးမြောင်းလိုင်းရဲ့အုပ်စုတွေထိုင်တယ်ဆိုတော့ပြောရရင်တော့အဲ့လိုကြည့်ပြီးတော့အားကြည့်ပါဦးမင်းဦးမြောင်းလိုင်းကြီးကအဲရှီချင်းပင် sorry တေရုရှားသမ္မတကကြည့်ပါဦးမြောင်းလိုင်းကိုထိုင်ကုန်တော့နောက်ကြောင်းတော့ထက်လိုက်တယ်ကြည့်သူဦးစားပေးခြင်းတွေရှိဦးစားပေးနောက်ဆုံးတော့ကြောင်းတို့ခံလိုက်ရပြီစသဖြင့်ပေါ့ပြောရရင်တော့လူရဝဲလူရသွင်းမခံဘူးပေါ့ကြောင်းတို့ခံလိုက်ရပြီ စသဖြင့်အဲ့လိုမျိုးရေးကြတယ်ဥပမာဆိုကြပါဆိုဒီလိုဓာတ်ပုံလေးတွေပေါ့အဲကျွန်တော်ပြမယ်ဓာတ်ပုံလေးတွေကအနီလေးတွေဝိုင်းနေပုံစံကြီးမရလိုက်ဒီထဲမှာရှိတယ်ရှေ့မှာရှိခြင်းမရရှိတယ်ဒူးရထဲမှာပုံစံကြီးမရရှိတယ်အဲ့ဒါကိုမမြင်မြောင်ပြအဲ့ဒါမှရိုက်ပြကျွန်တော်လည်းသိတာပဲဒီဓာတ်ပုံတက်လာကြတဲ့အဲတေချာပေါ့ဒီကောင်တွေရေးတော့မယ်ဆိုတော့ကျွန်တော်တို့မြင်တယ်ရေးတော့မယ်ဒီကောင်တွေရေးကိုရေးမှလို့ကျွန်တော်မြင်တယ်ဒါကြောင့်ပုံစံကြီးမရအောင်လည်း2019တော့ကျွန်တော်ပြောခဲ့ဘူးလေစကားတော့ပြောတယ်ကျွန်တော်ပြန်ပြောတော့မခင်ဗျာဝင်ဝင်ချင်းချင်းမြင်တာလားချင်းမြင်တာပဲလို့ပြောခဲ့တာအဲ့ဒါအခုဟုတ်တယ်ဝင်ရင်းချင်းချင်းအကြောင်းရင်အဲ့ဒါပဲ ဟုတ်တယ်ချိန်မွေးချင်ဘာလို့ချိန်မြင်လဲဆိုဒီကောင်လေးဒီလိုကိုရေးမယ်ဆိုတော့ကျွန်တော်သိတယ်ကွက်တီပဲရေးတယ်ခစ်သစ်ကလည်းထားရေးတယ်ဟို NUG ရဲ့ The Voice of Springs ပါလားအဲ့ဒီကောင်လည်းထားရေးတယ်ဂျန်နယ်မီဒီယာသူတို့ကဝိုင်းရေးပုံကျူပြီးမဲအောင်ချောင်းထိုးတယ်ပေါ့တကယ်တော့ဒီလိုလေးပဲပြန်တွေးကြည့်လေဒီလိုလေးပြန်တွေးကြည့်နိုင်ငံခေါင်းဆောင်တွေခုံတန်းစီတဲ့အခါကြောင့်လို့ရှိရင်နော်တခါတည်းတချို့တချို့ပွဲတော့ခန်းထားတယ်မှာ alphabet နဲ့စီတယ်တချို့ခန်းထားတယ်မှာကြတော့ तू ကနိုင်ငံရဲ့အင်အားကြီးမှမှုတွေနဲ့ဟိုအခြေအနေနဲ့ သူ့ရဲ့မဟာမိတ်ဖြစ်ခြင်းဦးစားပေးနံပါတ်1သူ့ရဲ့မဖြစ်မနေဦးစားပေးနံပါတ်1နိုင်ငံဒုတိယဦးစားပေးတတိယဦးစားပေးအဲ့လိုလေးရလိုက်ခွေခင်ဗျားတို့ခင်ဗျားတို့တောင်းမင်္ဂလာဆောင်ရင်ခင်ဗျားတို့တောင်းပွဲအခမ်းအနားတစ်ခုလုပ်ရင်ခင်ဗျားတို့ခုံလေးကို VIP ခုံသက်သက်ယူရတယ်ဟိုဟာဟိုတရားကိုယူကြတဲ့အခါမှာသူ့မှာဖြစ်မနေယူရတာရှိတယ်မဖြစ်မနေကိုရှေ့မှာထားပေးရမလို့ရှိတယ်အဲ့လိုလူတွေပြီးဒုတိယသွားရှိတယ်ဒီလိုရှိတယ်အမ် အဲ့မှာကျွန်တော်ဥပမာပေးချင်တာဒီဒီဒီကျွန်တော်တို့ဖះလောင်းပေါ့နော်ဖះလောင်းအဲတတိယမင်းသားတုံးထွက်လို့ပြီသူတို့ရဲ့ဟိုတုံးထွက်ခင်ပေါ့သူတို့မင်းသားဘဝတွေသူ့ရဲ့ဖခင်ပေါ့မင်းမင်းကြီးရပေါ့သူတို့နာမင်းကြီးရသူတို့အခမ်းအနားတွေပဲဟိုဖြစ်တဲ့ခါမှာသူတို့နာမင်းကြီးတွေပြိုင်ပြောက်ပါတယ်တိုက်ပြီးတပြေးသူဖိတ်တယ်ဖိတ်တဲ့ခါမှာသူတို့နာမင်းကြီးတွေအပါဝင်သူ့ရဲ့ရောက်အဲသူ့ရဲ့ရောက်ဖပေါ့ရောက်ဖတော့တစ်ဖက်နိုင်ငံမင်းကြီးတစ်ပါးရှိတယ်သူတို့ဖိတ်တဲ့ခါမှာထိုင်ကုန်နေရပေးတဲ့ခါမှာထိုင်ကုန်နေရပေးတဲ့ခါမှာပြတ်တာတက်ကြတယ်ထပြီးတော့ညင်းကြခုံညာဖြစ်သေးတယ် ဲ့ဒါဖြစ်နေဒါပေမဲ့ထိုင်ကုန်နေရာပေးရခြင်းအကြောင်းရင်းမှာ तू ကနိုင်ငံအင်အားကြီးကြီးသူလို့တစ်ဖက်ဖိတ်တဲ့ तू ကသူ့ရဲ့အင်အားကြီးမှုပေါ်မှာမူတည်ပြီးတော့ရှေ့ဦးစားပေးတယ်ဒါကြီးသူငယ်သူဝါစီမီယာတပါနိုင်ငံအုပ်ချုပ်တက်တန်းကာလဒါရင်းနဲ့တွက်ချက်ပြီးတော့မှသူပေးကြတယ်ဆိုတော့တရုတ်လိုနိုင်ငံမျိုးကရှေ့မှာထိဆုံးတဲ့မှာနေရာပေးကိုပေးရမယ့်နိုင်ငံပဲခင်ဗျအမေရိကန်ဖိတ်လည်းထိဆုံးနေမှာပေးမှာတိုက်တဲ့နိုင်ငံဖိတ်တရုတ်ထိဆုံးအောင်ပေးမှာဒါဘာကြောင့်လဲဆိုတော့တရုတ်ကအင်အားကြီးနိုင်ငံတစ်နိုင်ငံကမ္ဘာအင်အားကြီး senior rank ရှိမယ်ဆိုရင်ကမ္ဘာအင်အားကြီးပြီးတော့ ဗိုလ်ချုပ်ဦးကြီးမင်းအောင်လည်းတိုးတိုးတော်ရှင်ချင်းပင်တို့လည်းရှင်းအိုင်မယ်ဆိုရင်ရှင်ချင်းပင်ကစီနီယာကြတယ်အုပ်ချုပ်မှုစီနီယာကြတယ်ဘာလို့သူကနိုင်ငံခေါင်းဆောင်ဖြစ်လာတာကြားလာနေနေ့ကိုချို့နေပြီဗိုလ်ချုပ်ဦးကြီးမင်းအောင်လည်းနိုင်ငံတော်နိုင်ငံခေါင်းဆောင်ဖြစ်တာကအခုမှ၄နှစ်ပဲရှိသေးတယ်ပြောရရင်တော့ကျွန်တော်ဖုန်းကြီးလို့ပြောမှဆိုဝါနုသီးတယ်ဟုတ်ပါဘူးဗတရားဓညတိုင်ထားတာနော်တေချာပေါက်နောက်မှာပဲသူကဒုတိယထားမှာထားမှာရှေ့ခုံနဲ့ကဲဒါတော့နော်သူ့ရဲ့အဘဂျောင်တို့ထဂျောင်တို့ခံခြင်းနဲ့ပတ်သက်ပြီးတော့ဖြည့်ရှင်းခန်းနဲ့ဖြစ်ပါတယ်နော်အဲ့တော့ဘလို့ပဲပြောပြောအခုချိန်မှာဆိုတော့ဂျောင်တို့ခံတာတော့သိကြပါတယ်နော်အဲ့တော့ ဒီမင်းအောင်လိုင်းဆိုတာတော့တေချာပေါ့ဒီမြမပီကိုရောင်းစားလို့တာเนาะသူ့နေရာပေးထားဖြစ်ပါတယ်မြမပီမှာဘယ်တော့တောင်ပစ္စည်းတိုင်ရန်ဇာတာတွေနေတွေဘယ်တော့တောင်ပါသွားပြီလဲမသိဘူးเนาะဥပမာဒီနေရာလေးတည်းမှာသွားပြီးထိုင်ဖို့အဲ့တော့ပီသူတွေကတော့ဗောနော်တော်တော်လေးကိုပီသူတွေတော့ရင်းနာစရာကောင်းပါเนาะအဲ့တော့အချက်ဖက်မင်းအောင်လိုင်းပြုတ်မှာပဲကျွန်တော်တို့ကဒါတွေသိခွင့်ရမှာဖြစ်တယ်ဒါပေမဲ့လည်းဒီဒီကိစ္စတွေကမင်းအောင်လိုင်းနဲ့ပဲဆိုင်တာဖြစ်တယ်ဗောနော်ဒီမင်းအောင်လိုင်းရှုံပြီးတော့နောက်ပိုင်းမှာဒီကိစ္စတာဝန်ယူခိုင်းရင်လည်းမင်းအောင်လိုင်းနဲ့ပဲဆိုင်တာဖြစ်တယ်တော့เนาะဒီမင်းအောင်လိုင်းနဲ့မရှင်းရမှာဖြစ်ပါတော့ ကဲနောက်ထပ်ကျွန်တော်ကြည့်ရမယ့်သတင်းတစ်ပုဒ်ကတော့ KNU ကတက်မှာခုနှစ်ခုလို့ဒီပြိုင်နဲ့တည်းလှုပ်ရှားလာပြီးတော့เนาะမနေ့ကဆိုရင်စခန်းနေတိတ်လိုက်တာမနေဘူးเนาะအဲ့ဒါနဲ့ပတ်သက်ပြီးသုံးတက်တင်ပြထားတဲ့ဆရာလေးမြွေသတင်းနောက်ထောင်ကြည့်လာအောင်เนาะ KNU သတင်းတွေလိုင်လိုင်ထနေတဲ့အခြေအနေမှာ KNU ရဲ့တက်မှာခုနှစ်ခုလုံးဒီပြိုင်နဲ့လှုပ်ရှားလာပြီးဖြစ်တဲ့အတွက်မကြခင်မှာပဲခိုးစစ်ကြောင်းကြီးအနောက်ရိုးမှအရှိရိုးမှနဲ့ KNU PDF တွေနဲ့ပူးပေါင်း ချိတ်ဆက်တဲ့မဟာပြူဟာစစ်စင်ကြီးတရက်မနှက်ပြန်တပတ်စုပေါ်လာနိုင်တယ်ပြုမယုံမရှိနဲ့နော်မယုံမရှိနဲ့နော်လူမြတ်ကျော်ပြောတယ်ဟိုတနေ့ကရန်ကုန်ကိုထိုးစစ်ဆင်ဖို့ရန်ကုန်ကိုတိမ့်ပိုက်ကြလို့ပြောပြီးငလီနေထလုတ်ကုန်ပါရောလားမဟောပထဝီမြေကြီးကတော့ကောင်းချီးပေးနေပြီလေထပ်ပြီးဒီနေ့မှလဲတာစီမိတ်တီလာဝန်တွင်အဆရှိတဲ့ဒေတာ စစ်တပ်ဖက်စစ်တပ်အခြေပြုစိုးမိုးရတဲ့မိတ္တိလာခံစင်မြင်းမိတ္တိလာတက်မြုပ်တကြောလုံးမှာငါတသမလင်းဆိုတဲ့စကေးရှိတဲ့ငလင်လှုပ်ခတ်မှုကြားလိုက်ရတယ်ဒါပေါ်ကြည်ကြီးအဖြစ်စစ်ကောင်စီရုံးဆိုင်ရာဖက်စစ်တပ်ရုံးဆိုင်ရာနေပြည်တော်ကလည်းမဟာပတဝီမြေကြီးကဖြိုချဖျက်ဆီးလိုက်ပါအခုတခါထပ်ပြီးတော့တာစီမိတ္တိလာဝန်တွင် စစ်တပ်အခြေပြုရာနေရာတွေကိုမဟာပထဝီမြေကြီးဟာခါချဆွဲရမ်းနေပြီးဖပလီမောခွေးတက်နေတာကိုလှုပ်ခါချနေတဲ့အလားထင်မရပါဘူးမင်းအောင်လိုက်မစင်မချင်းခါချနေမဲ့ငလင်ကြီးချားထဲမှာပြည်သူလူလူကြားညက်နေတာဘူးတော့အစိမ်မကောင်းဖြစ်မိတာဒါကြောင့်မို့ပြည်သူလူလူက စစ်တပ်အခြေပြုရာနေရာတွေဖက်စစ်တပ်ရုံးဆိုင်ရာနေရာတွေအဲ့ဒီတက်တွေနဲ့ဝေးဝေးမှနေပါအခက်မသိရင်မိုးကြိုးပါပစ်ချပြီးအရှင်လက်လက်မြေမျိုးမဲ့ကိန်းကိုဖက်စစ်တပ်ဟာဂျုံကိုဂျုံရပါလိမ့်မယ်ကဲဒါတော့နော်ဆယ်လမစ်ကျော်ရဲ့ဒီတုတ်တထားတဲ့သတင်းလေးပဲဖြစ်ပါရဲ့နော်ကဲနောက်ဆုံးပါတော့ live ပုံမှာပေါ့เนาะအမြဲတမ်းပဲပြောင်းလဲပြောင်းစားပြီးပြောနေကြုံမြင့်မြင့်ကိုပေါ့เนาะ လှုပ်သီးဖျက်ရလိုက်တယ်ကိုစီးရဲ့ဗီဒီယိုတစ်ချက်လောက်ကြည့်အောင်နော်ဘာတွေပြောထားလဲဆိုတာဘာမှဟိုဘယ်ဆိုရဟိုဆိုရဒီဆိုရလည်းမဆိုင်သူတို့ကနိုင်ငံဝန်ထမ်းနေတယ်အဆိုရ A ဆိုလဲသူကနိုင်ငံဝန်ထမ်းတယ်အဆိုရ B ဆိုလဲသူကနိုင်ငံဝန်ထမ်းတယ်ဟာ A ပဲဖြစ်ဖြစ်ဖြစ်သူကနိုင်ငံဝန်ထမ်းတယ်အဲ့တော့နိုင်ငံဝန်ထမ်းကနိုင်ငံတာဝန်ထမ်းဆောင်တာပြည်သူဝန်ဆောင်မှုလုပ်တာဖြစ်တဲ့အတွက်ဒီလိုလူမျိုးတွေပုံမှာတိုက်ခိုက်တာဟိုနှိမ့်ဆက်တာအနိုင်ကျင့်တာဖမ်းဆီးတာဒါမျိုးတွေဟာပုံလံပြောရင်မလုပ်သင့်တဲ့လုပ်ရဲဆိုတာကိုနိုင်ငံကလေးစကားလေးတွေကြောင်စိုးဦးပဲအဲကြောင်မျိုးမင်းရယ်မင်းခလေးစကားတွေပြောပြီးမင်းမှ သတင်းသမားလားမင်းမင်းကသတင်းသမားလားအသင်းသမားလားဟမ်ကိုစောက်ဘက်ကိုမှန်နဲ့ပြန်ကြည့်ရဟမ်ဘာနိုင်ငံဝင်တန်းဆိုတာအစိုးရအေးဆိုလဲသူကနိုင်ငံဝင်တန်းမယ်အစိုးရဘီလူဝေးနေတဲ့တွေးလိုက်ပြတော့အေးဟုတ်သားရဲ့နော်မစောက်ဘောလားဟမ်မင်းသမားကမင်းတို့အိမ်မှာခမင်းချက်တယ်ဟုတ်လားမလားအဲထင်းခွဲတယ်ရေခတ်တယ်စတဲ့ပြအိမ်မှုဘာတွေကလုံနေတယ်ကွာအဲ့ချိန်မှာလူတယောက်ကလာပြီးတော့မင်းဖေကိုရိုက်ပုတ်ထုရိုက်တက်ဖြတ်ပြီးတော့မင်းအမေကိုမရားတော်လိုက်တယ်နော်မင်းအမေကိုမရားတော် တက်ခွာခံထိနေပြီနော် အဲ့တော့မင်းအနှမအနေနဲ့နော်ငါအမေကိုလှုပ်တဲ့ကောင်ကဘဒူးဖြစ်ဖြစ်ငါအဖေလိုတတ်မှတ်ပေးရမှာလားအဲ့ထက်ရိုးရှင်းတဲ့ဥပမာမရှိတော့ရှင်းတယ်နော်လူဘိန်းကြိုက်စကားတွေပြောပြီးတော့စောက်ပေါလုံးလုံးမနေနဲ့ဒီနေ့ခက်ကလူဘိန်းတွေမဟုတ်တော့မင်းနဲ့အုံနောက်မြင့်တဲ့ကောင်ကအများကြီးပဲလောကမှာရှင်းလားနော်အဲ့တော့ဘယ်အစိုးရတက်တဲ့ဝင်ထမ်းကဝင်ထမ်းမဲ့စကားအဲ့ခွေးစကားတိလားအဲ့ဒီအစိုးရကအဲ့ဒီဝင်ထမ်းတွေကိုထိန်းကြောင်းပြီးတော့ခိုင်းအမိတ်ပေးတာလေ အဲ့ဒီတက်လာတဲ့အစိုးရကိုလက်မခံလို့ရှိရင်လက်မခံတာစီစဉ်ရလောက်တာလေဟမ်ဒီတိုင်းဒီမှာပြည်သူရွေးချယ်တင်မြှောက်ထားတဲ့အစိုးရကိုဖမ်းပြီးတော့မင်းတို့တနှက်ရှိတဲ့ကောင်တွေကငါတို့အာဏာလုတယ်ကွာတက်လုတာလေအဲ့ဒါကိုလက်မခံတဲ့ဝန်ထမ်းကစီစဉ်ရလောက်တာလေဟမ်အဲ့တော့နိုင်ဘယ်ဝန်ထမ်းဆိုတာဘယ်အစိုးရတက်တဲ့နိုင်ငံဝန်ထမ်းမဆိုတော့အဲ့နိုင်ငံကိုမင်းအမေလင်းကလာအုပ်ချုပ်နေတာလေဘယ်လောက်လေးကမင်းတို့မတိတာလား တခါနဲ့မင်းတို့ဘောမာနေပြောစကားတွေဘာတွေမှန်းလည်းမသိဘူးကွာတကယ်ပဲမင်းတို့ဟိုကလေးတယောက်တော့အခုဒီအတိတရားဆိုတာကလေးတယောက်တော့တည်တည်နေလေဘယ်ဆိုရတဲ့တဲ့ဝင်နှန်းဆိုတာနိုင်ငံဝင်နှန်းဆိုတာစကားဒါစောက်ပေါ်စကားဟာယူကလေးစကားတွေလားဟုတ်တယ်မလားနိုင်ငံဝင်နှန်းဆိုတော့အဲ့ဝင်နှန်းတွေဘလူအပိတ်ပိတ်ပြီးအုပ်ထုတ်တာတွေဘလူရဲ့မူဝါဒတွေဘလူရဲ့လမ်းညွှန်မှုတွေနေရလာတဲ့ဝင်နှန်းတွေဟာဒေါက်တာဆိုကြည့်ဦးဆောင်တဲ့နော်အန်လီအစိုးကငန်းတက်တက်လာတယ်ရဲလိုင်းကန်းတွေကစအတိတ်တွေဘလူဖြစ်ကုန် ဟမ်မင်းတို့တတလုံးနေလာတဲ့ရေလိုင်းကန်းတွေဘလို့နေရလဲအဲ့ဒါဘာလဲအဲဘယ်ဝန်ထမ်းပဲဖြစ်ဖြစ်အစိုးရ policy ပြောင်းလာတယ်အဲ့ဝန်ထမ်းတွေရဲ့နေထိုင်လုပ်ကိုင်မှုအမိတ်ပေးစေခိုင်းမှုအကုန်ပြောင်းလဲသွားတာလေအခုလက်ရှိမင်းတို့မင်းအောင်နိုင်ရအာနာသိန်းနဲ့အာနာသိန်းတော့လက်မခံနိုင်ဘူးအဲ့မင်းအောင်နိုင်အုတ်ထုတ်မယ်အောက်မှာမနေနိုင်လို့ CDM လုပ်ကြတာလေဟမ်ကပြောစပြောခလီကလန်းစကားတွေပြောပြီးစောက်ပေါင်းကြီးပေါ်လာတယ်ကားလည်းတီးပြီးသားပညာတတ်တွေလည်းတီးရန်ကုန်ဝေးတဲ့တက်ကတော်က တတပိဒဌာနကတိကဒေါ်ဝင်းအောင်ဆိုတဲ့မျိုးဟိုဆရာမကြီးပေါ့နော်ဆရာမကို PDF တည်းဖမ်းတယ်တဲ့ဖမ်းပြီးတော့သူ့စစ်စစ်မှုလုပ်နေပါတယ်ဆိုတဲ့တည်းအဲ့တဲ့ရင်တက်လာကျွန်တော်တော်တော်လေးအံ့အသက်သွားတယ်ပေါ့နော်ဆိုရန်ကုန်ဝေးတင်တက္ကသိုလ်ရဲ့တတပိဒဌာနကတိကဆရာမကြီးဒေါ်ဒေါ်ဝင်းအောင်ပေါ့နော်သူကဆရာမကြီးဒေါ်ဝင်းအောင်သူ့ကိုဘသူတွေကဖမ်းလာလဲဆိုတော့ရှင်းပြရင်တော့ဟိုနထိုးကြီး PDF ကနေပြီးတော့နထိုးကြီး PDF ကနေပြီးတော့ထုတ်ပြထားတာထုတ်ပြထားတာအဲ့ဒါဘာလဲဆိုတော့သူ့ကိုမိတိလာမျိုးနဲ့ ရမိတ်တိလာမြို့နယ်မှာဖမ်းတာတဲ့မိတ်တိလာမြို့နယ်မှာဖမ်းတာတဲ့နော်ဆိုတော့ဒီသူတို့ရဲ့ထုတ်ပြန်ချက်မှာသူတို့ထုတ်ပြန်ချက်နဲ့ဒီခေတ်တကအရေးသားမှာတော့စစ်တပ်ရဲ့ရန်ရောက်လေပတ်နိုင်မှုတော့အာတုံကတည်းကဂျူပန်းနေတဲ့မန္တလေးနိုင်ငံရဲ့ဘာသာနိုင်ငံသားဘာနိုင်ငံသားဘာသာတက်ကူတူပေါ့ဗျာနိုင်ငံသားဘာသာတက်ကူတူစီမံပဏာဌာနမှုကအောင်ဆန်းရဲ့ဇနီးဖြစ်သူတဲ့ရန်ကုန်ဝန်ထမ်းတက်ကူတူအတ္တဗိယဌာနကတိကဒေါ်ဝင်းဒေါ်ဝင်းအောင်ကိုတဲ့မိထီလာမြို့နယ်တနေရာမှာမြင်းကြံခရိုင်အမှတ်၄၀တရင်းကဒေါ်လာ၈၀ပုံနေတဲ့ဖမ်းဆီးခဲ့တာဖြစ်တယ်ဆိုပြီးတော့ဤထားတယ် ဆိုတော့တဝန်းအောင်ကိုတဲ့အဲမြင်းချန်ခရင် ML 40တရင်ကအခုဇောင်းဝဲပြန်ဖြေရမယ်ဆိုတော့အဲဖြေရမယ်ကလေးတွေကိုကန့်သွင်းတဲ့အတွက်တင်းတန်းကြီးတင်းတန်းသွားတင်တာတင်းတန်းသွားပြီးပေးတာပြီးပြီးတင်းတန်းပြီးပြန်တာအဲ့ဒါမျိုးမှမများတရင်ပေါက်လို့ဖက်ခါတာမျိုးလားစသဖြင့်ပေါ့ဒါမျိုးစဉ်းစားကြရင်များတော့ဖြစ်လာတယ်ဆိုတော့ရန်ကုန်မန္တလေးအမြန်လန်းကြီးရရန်ကုန်မန္တလေးလမ်းဟောင်းရအဲ့အဲ့ဒီနှစ်ခုကြားမှာရှိတဲ့နှထိုးကြီးဟာကျွန်တော်အမြန်လန်းပြောတယ်နှထိုးကြီးပေါ့နော်ပြီးတော့ဒီဘက်ပေါ့ဒီဘက်အောက်ဘက်ပြောရင်တော့ရန်ကုန်မန္တလေးအမြန်လန်းဟောင်း လမ်းကြီးအမြန်မြောင်းကုန်းလေးလမ်းအောင်မြောင်းကုန်းလေးမြန်လမ်းပြီးဒီဘက်ကထုံကြီးပဲအဲ့တကွန်းပေါ့တချိုးပေါ့နထုံကြီးတချိုးဟာ PDF တွေတောင်းရမ်းနေကြီးစိုးတယ်အဲ့ဒါကိုမန္တလေးခြေဆိုင်တိုင်းစံတဲ့ကိုတိုင်းထားတိုင်းစံမဟုတ်လို့နိုင်ပြောမနေနဲ့မင်းတို့မနိုင်လို့မနိုင်လို့ထွက်ထားရတာလေနိုင်ကြိုက်ပြီးစော်တာပေါ့ဟုတ်တယ်မလားမနိုင်လို့တိတ်ခါအကြခံပြီးတော့ထိုင်ကြည့်နေရတာမလားဟုတ်တယ်ပြီလားမင်းတို့စစ်တပ်မှာစောက်သုံးမကြလို့အဲ့ဒီနထိုးကြီး PDF ကမတိုက်နိုင်လို့အဲ့ဒီဂျောမှာထိုင်ကြည့်နေရတာ ပိုက်နိုင်ရင်တိုက်တာကြာပြီ။လာမပြောနဲ့ရှင်းတယ်မလား။နော်။လက်ကျော်လိုက်ပြီကြားတယ်။နိုင်ငံတွင်းမှာသူတို့လည်းဥရုကိုသွားလာနေကြတော့ကောင်းမို့သွားခွင့်မရတဲ့အထိဒီကောင်တွေနောက်ရှက်ဟန်တာနေကြတယ်။သူတို့တော့သူတို့တော့ကတော့သူတို့တော့မှန်လို့ထင်ပေမဲ့ဒါကြီးကမားနေရဆိုတော့တကယ်နားလေပြေနားလေ။အဲ့တော့အဲ့ဒါဆိုငါမင်းတို့ငါမင်းမယ်။နော် CDM နေနော်။လက်ရှိအာဏာသိမ်းထားတဲ့စစ်ကောင်စီအောက်မှာတောင်ဝင်မထမ်းဆောင်နိုင်ဘူး။နော်။မင်းတို့လည်းဘာမှမပြောဘူး။ဒီတောင်ဝင်တူမလုံနိုင်ဘူးတွတ်တူနေចောင်းဆရာမတရား။ အဲ့ဒါပေမဲ့သူကကြောင်းဆရာမှဖြစ်တဲ့အတွက်သူ့ကိုစာတင်ဖို့ခေါ်တဲ့အတွက်သူ online ကစာတင်တယ်လာဖမ်းသွားတယ်အစပြတ်သွားတယ်အဲ့ဒါတွေကြတော့မင်းတို့စောက်ပေါက်ကိုမင်း online နော် pay per view တောက်ပြီလက်ထောင်းနဲ့ဆို့ထားတော့မင်းတို့မထွက်တာလားဟမ်ငါပြောစမ်းလက်ရှိ season end တွေကိုမင်းတို့စစ်တပ်ကဖမ်းပြီးတော့နော်အလောင်းပြတ်သွားတယ်အစပြတ်သွားတဲ့ဟာတွေဘယ်နှယောက်ရှိပြီလဲအဲ့ဒါတွေကြတော့မင်းတို့တွေပညာတတ်တွေပညာရှင်တွေကိုစစ်ကောင်စီကဘယ်လိုလုပ်တယ်လို့မင်းတို့စောက်ပေါက်တွေဘာဖြစ်လို့မထွက်တာငါပြောစမ်းမှန်ပဲနော်အဲ့ဒါကပြော ဆရာဝန်နဲ့စီဒီယန်လုပ်တယ်။သူစီဒီယန်လုပ်တာမင်းတို့အစ်စ်တပ်အာဏာသိမ်းတာကိုမကြိုက်လို့မင်းတို့အောက်မှာတောင်းဝင်မထမ်းဆောင်တာ။ဒါပေမဲ့သူဆရာဝန်ဖြစ်တဲ့အတွက်လူနာရှိရင်သူစေခုပေးတယ်။ဒါပေမဲ့မင်းတို့ကုွင့်ပေးတာ။ကုွင့်မပေးတဲ့ပြင်မင်းတို့လိုက်ဖမ်းတယ်။အဲ့ဒါကြတော့မင်းတို့ဘက်ကမှန်လား။အခုနှထိုးကြီး PDF ပြီ။ဒီကတိကကိုဖမ်းပြီးတော့တပ်ပလိုက်တယ်ဆိုလို့ရှိရင်ဒါဆိုရင်ပြည်သူလက်မခံဘူးစိတ်ချနော်။တခုရှိတယ်ဒီနှထိုးကြီး PDF ရဲ့လင်ဟန်တူးလို့လေလေကြောင့် နမ် CDN တွေအဲ့လိုဟာမျိုးတွေကြောင့် CDN ဝင်ထားတဲ့ဘသူတွေ data အချက်လက်ဗမာနေတယ်ဗမာလုံနေတယ်သူတို့ဗမာလုံတယ်တည်ပေးပြီးတော့အဲ့ဒီ CDN တွေအရှိမငါပြောခဲ့တယ်လို့လာဖမ်းလိုက်အလောင်းပြတ်ွားလိုက်အစပြတ်ွားလိုက်လူတွေအားကြီးရအဲ့လိုလူမျိုးတယောက်ကိုထိုင်ကြည့်ပေးရမှာလာမင်းတို့ကမင်းတို့နမ် CDN လုံတာအေးဆေးလုံရတယ်ပြဿနာမရှိဘူးဒါပေမဲ့စစ်ကောင်စီရန်ရန်လေပတ်ဖို့အတွက် CDN ဝင်ထမ်းတွေကိုတည်င်းအချက်လက်ပေးတယ်လိုက်ဖမ်းခိုင်းတယ်ဒုက္ခပေးနေတဲ့နမ် CDN မျိုးဆိုရင်တော့ သူ့မှာအပြစ်ရှိပြီမှန်တယ်နော်တရားမျှတပါတယ်နော်အခုငါရှင်းပြတာအဲ့တော့လက်ရှိဒီကတိကဒီသူ့မှာအပြစ်ရှိလားမရှိလားဆိုတာသူ့ရဲ့လောက်ရပေါ်မူတည်လိမ့်မယ်တူဒီအရှင်းမှာပြောခဲ့သလိုနမ်စီဒီအမ်တွေရဲ့တီနေရာတွေလိုက်ဆောင်စမ်းမယ်ဒေတာအချက်လက်တွေပေးမယ်စစ်ကောင်စီကိုပြီးလို့ရှိရင်လိုက်ဖမ်းခိုင်းမယ်နော်အတူကြောင့်နမ်စီဒီအမ်ဝန်ထမ်းဘယ်နဲ့ရောက်ဒုက္ခရောက်ပြီးပြီလဲအဲ့ဒီအချက်လက်တွေဂိန်းကနန်းတွေပေါ်လာရင်တော့တူဟာတရားခံအဖြစ်အပြစ်ပေးအရေးယူခြင်းခံရလိမ့်မယ်အကယ်၍အဲ့ဒီအလုပ်မလုပ်ဘူးတူဒီတူအတူစစ်ကောင်စီရဲ့ရန်ရဲအောက်မှာ ူကြည်ပြူဆိုတာတွက်တူနမ်စီတန်လုတ်လေဆိုရင်တော့တတ်ခွင့်မရှိဘူးအဖြေချင်းမတူဘူးเนาะခလေးအကြိုက်စကားတွေလူဘိန်းကြိုက်စကားတွေနဲ့နိုင်ငံရေးကိုရောမချနဲ့တိလာရုံမာတယ်ဆိုတာလေလူရုံမာတယ်ပဲလုတ်တာယောက်ျားပီတာမင်းယောက်ျားမလားယောက်ျားဆိုရင်ယောက်ျားစကားပြောနောက်ပြီးတော့မင်းခိုင်ယူတာတည်င်းသမားဆိုရင်တည်င်းသမားပီတာအောင်လို့အတင်းသမားမလုပ်ဘူး ကဲဒါတော့ကုစည်းရဲ့ဗီဒီယိုဖြစ်ပါတယ်နော်အဲ့တော့အများမ်းပဲ online ပေါ်မှာကားချောင်းနဲ့ကျွန်တော်မျိုးတို့အုပ်စုတွေကတော့အခုချိန်ဆိုရင်အများမ်းပဲပေါ့နော်ကုစည်းကဒီလိုပဲပြန်ပြန်ဖဲ့ပြီးတာတကယ်ပဲကျေးဇူးတင်ပါတယ်နော်အဲ့တော့ CDM ဆိုတဲ့ နာမည်ကြတယ်သူတို့ကတော်တော်လေးကိုကြောက်ရွံ့ပြီးတော့မနော်ဒီအသက်ဖြတ်တဲ့အထိလောက်တာတွေကျွန်တော်တွေ့ရတယ်ဗောနော်အခုဆိုရင်သူတို့ Nan City Ham ဆိုတဲ့ဟာတွေဗောနော်ဒါအပြင် Nan City အတိုင်းကိုလည်းဖမ်းနေတာမဟုတ်ပါဘူးเนาะဒါကသူတို့အပြစ်ရှိလို့ဖြစ်တာဖြစ်ပါလိမ့်မယ်အဲ့တော့တတ်တာဘာကြောင့်မဟုတ်သေးဘူးတော့ဒါဖမ်းတာပဲရှိတယ်ဖမ်းပြီးရင်စစ်ဆေးမယ်တကယ်ကျူးလွန်ခဲ့တဲ့အပြစ်တွေရှိရင်တော့ဒါရည်ရည်သိယူမှာဗောဟုတ်တယ်မလား Nan City Ham ကြီးကြောက်မယ် Champions League စီရဲ့ဒီလုပ်ငန်းကြီးကအခုချိန်ထိလဲပတ်နေတာဖြစ်ပါတယ်เนาะဒါပေမဲ့လည်းကျွန်တော်တော်လိုင်းတစ်ဖွဲ့ရဲ့ Nan City Ham ကြီးအကုန်လုံးကိုပြစ်မှတ်ထားတာမျိုးမဟုတ်ဘဲနဲ့ဗောနော်အခုချိန်မှာဆိုရင်တကယ်ပဲပြစ်မှုကျူးလွန်တဲ့သူတွေကိုပဲရွေးပြီးတော့ဒီလိုမျိုးအာဒီဖမ်း န်းစီတာဖြစ်ပါတယ်နော်ကဲဒီမိနစ်အတွက်သတင်းပြည်တွေဒီလောက်ပဲဖြစ်ပါတယ်နော်အစအဆုံးကြည့်ပေးကြတယ်မိဘပြည်သူရောက်စီတိုင်းသူပဲကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့အချက်ဖတ်မင်းအောင်လိုင်းစစ်ပေးငလင်ပေးဘေးရည်တွေပေါ့ဆုံးမှာကင်းလို့ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ